ပြသများအားလုံးပဲမင်္ဂလာပါ။ April 24ရက်သမင်းစမ Prime Time မင်းစမတဲ့တဲ့အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီစီစဉ်ကိုကျမဂျူချန်းကတာဝန်ယူတင်ဆက်ပေးသွားမှာပါ။အခုသတင်းကောင်းစင်တွေကိုအရင်ဆုံးပြောပြပေးပါမယ်။မြန်မာဘာငလီယံလှုပ်နေပေမဲ့နျူကလ িয়ার ဆက်ရုံစီမံကိန်းဆက်လက်ဆောင်ရွက်မယ်လို့ရုရှားကပြောလိုက်ပါရစေ။ရုရှားစစ်ရေးပြအခမ်းအနားမှာစစ်ကောင်စီတပ်သားတွေပါဝင်ချီတက်မယ်လို့သိရပါရစေ။ပခုတ်ကူမှာပါရာမော်တာပြက်ခတ်ခံရပြီးတော့မောင်းနှင်သူထွက်ပြေးလွတ်မြောက်သွားခဲ့ပါရစေ။ ငလျင်တွဲမှာပြိုကျခဲ့တဲ့စကိုင်းမှုကျိုးမှာကလင်းငယ်ရရဲ့အတုံးဆောင်ပစ္စည်းတွေကိုအပြက်စီးတွေကြားကနေပြန်ပြီးတော့ကောက်ယူနေကြပါတယ်။နမ်ဆန်မှာငါးနှစ်အရွယ်ကလင်းငယ်ကိုအထမပြုကျင့်ခဲ့တဲ့သူကိုအရေးယူပေးဖို့အမျိုးသမီးအဖွဲ့တွေကတိုက်တွန်းနေကြပါတယ်။မွေတန်ပို့မှုကိုထိုင်းကက်ဘိနက်ကအတည်ပြုလိုက်ပြီးဖြစ်ပါတယ်။ဒီသတင်းနဲ့အပါအဝင်တခြားရေးကြီးသတင်းတွေနဲ့ဒီကနေ့ရဲ့နောက်ဆုံးရငွေလဲနှုံရွှေဈေးနဲ့အရေးကြီးကုန်စည်နှုန်းတွေကိုပါအစူးစီးတင်ဆက်ပေးသွားမှာပါရှင်။ မြန်မာနိုင်ငံမှာငလျင်လှုပ်ခတ်နေပေမဲ့လည်းနျူကလ িয়ার ဓာတ်အားပေးဆက်ယုံတိစောက်မဲ့အစီအစဉ်ဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ရုရှားနိုင်ငံပိုင်နျူကလ িয়ার ကော်ပိုရေးရှင်း Rosatom ကပြောလိုက်ပါတယ်။ပြီးခဲ့တဲ့ငလျင်လှုပ်ခတ်မှုတွေဟာ Rosatom ရဲ့အစီအစဉ်တွေကိုထိခိုက်မှုမရှိဘူးလို့ကုမ္ပဏီရဲ့ပြန်ကြားရေးရုံးကပြောပါတယ်။ Rosatom ဟာတင်းကျပ်တဲ့ငလျင်တန်ခံနိုင်ရရှိတဲ့လိုအပ်ချက်တွေအပါအဝင်အမြန်မာဆုံးနိုင်ငံတကာဘေးကင်းလုံခြုံမှုနဲ့စိတ်ချလုံခြုံရမှုစံနှုန်းတွေကိုလိုက်နာပါတယ်လို့ဆိုထားပါတယ်။ မြန်မာစစ်ကောင်စာဝန်ချုပ်မှုကြီးမြောင်းလှိုင်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့ဟာပြီးခဲ့တဲ့လငလျင်မလှုပ်ခင်သုံးပတ်အလိုမှာအသေးစားနျူကလ িয়ার စက်ရုံတိဆောက်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တာပါစက်ရုံတင်နေရအသေးစိတ်ကိုတော့ထုတ်ပြန်ပြောဆိုရတာတော့မရှိပါဘူး2021ခုနှစ်စက်တအာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံမှာပြည်တွင်းစစ်ကြီးထွက်လာတဲ့အချိန်မှာစစ်ကောင်စီအတွက်စွမ်းအင်ရရှိရေးတွန်းအားပေးမှုဖြစ်ပေါ်လာတာလို့ရိုက်တာသတင်းကဖော်ပြထားပါတယ်။ အာနာသိန်းကလာအတွက်မှာစစ်ကောင်စီခေါင်းဆောင်အနေနဲ့ရုရှားနိုင်ငံကို၄ချိန်အထိတွားရောက်ထားပြီးပြီးခဲ့တဲ့မတ်လခရီးစဉ်မှာရုရှားနိုင်ငံကမြန်မာမှာအသေးစားအနုမြတ်ထားအပေးဆက်ယုံတိစောက်ဖို့အပါအဝင်အချက်၁၀ချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်ရှင်။ အခုနောက်ထပ်အနေနဲ့ရုရှားနိုင်ငံရဲ့1941-1945မဟာမျိုးကျစ်စစ်ပွဲကြီးအောင်ပွဲ Victory Day နှစ်80ပြည့်အထိမ်းအမှတ်ဆေးရပြအခမ်းအနားမှာစစ်ကောင်စီတပ်သားတွေပါဝင်ခြေတက်မှာဖြစ်တယ်လို့စစ်ကောင်စီရဲ့ April 23ရက်နေ့ထုတ်ပြန်ကြေညာသိရပါဗျာ။အရေးခန္ဓာကိုရုရှားနိုင်ငံမော်စကိုမြို့ရင်းပြင်နီမှာလာမယ့်မေလ9ရက်နေ့မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ် အဲ့ဒီရင်ပြန်နေချစ်တက်ပွဲမှာပါဝင်ဖို့ဗိုလ်မှူးချုပ်မျိုးဆက်အောင်ဦးဆောင်တဲ့စက်ကောင်စီကိုစားပြုစစ်ရေးပြအဖွဲ့ကမနေ့ကဧပြီ23ရက်နေ့နေ့လယ်ပိုင်းမှာရုရှားနိုင်ငံကိုထွက်သွားပြီဖြစ်တယ်လို့စက်ကောင်စီကပြောပါရယ် Victory Day ဟာဒုတိယကမ္ဘာစစ်ကာလ1945ခုနှစ်မေလမှာနာဇီဂျာမနီဟာမဟာမိတ်တပ်ဖွဲ့တွေစီလက်နက်ချခဲ့ပြီးတော့ဥရောပမှာဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားခဲ့တာကနေပေါ်ပေါက်လာတဲ့နေ့ဖြစ်ပါရယ် ပြီးခဲ့တဲ့မတ်လအတွင်းကစစ်ကောင်စီခေါင်းဆောင်ပူချုပ်မှုကြီးမြောင်းလှရဲ့ရုရှားခရီးစက်မှာရုရှားသမ္မတဖလာဒီမာပူတင်ကမြန်မာနိုင်ငံကကိုစားပြုတပ်ဖွဲ့ကိုရန်ပြည်နေချီတက်ပွဲမှာပါဝင်ချီတက်ဈေးလိုကြောင်းပြောခဲ့ပူပါတယ်။ဒါအပြင်ရုရှားသမ္မတကစစ်ကောင်ဆောင်ကိုအခမ်းအနားမှာပါဝင်တက်ရောက်ဖို့လဲဖိတ်ခေါ်ခဲ့ကြောင်းမတ်လ9ရက်နေ့ထုတ်ကြေမုံသတင်းစာမှာဖော်ပြခဲ့ပါတယ်။လက်ရှိမှာတော့စစ်ကောင်စီကအခမ်းအနားမှာပါဝင်ချီတက်ဖို့စစ်ကောင်စီစစ်ရေးပြအဖွဲ့ကိုဆေးလွှတ်လိုက်တာဖြစ်ပြီးတော့စစ်ကောင်ဆောင်တက်ရောက်ဖို့ရှိမရှိကိုတော့ထုတ်ပြန်ထားတာမရှိသေးပါဘူး။ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်စစ်ကောင်စီနဲ့ရုရှားကြားနှိကပ်တဲ့ဆက်ဆံရေးဆက်လက်ရှိနေပြီးတော့နီဘရမလောက်တဲ့စစ်ကောင်စီရဲ့စစ်ရေးပြအခမ်းအနားတွေကိုလည်းရုရှားကာကွယ်ရေးဒုဝန်ကြီးတက်ရောက်ခဲ့တာမျိုးတွေရှိပါတယ်ရှင်အခုဆက်လိုက်ပြီးတော့မကွေးတိုင်းပခုတ်ကုံမြို့နယ်တမတရတက်ကနေဘုံကျဲတိုက်ခိုက်ဖို့ပြန်တက်လာတဲ့ပါရာမော်တာ၃စီးတဲ့ကတစီဟာပခုတ်ကုံမြို့နယ်တက်ကတော်လင်းရဲတက်တွေထိမ့်ချုပ်ထားတဲ့နေမြေတစ်ခုမှာပြစ်ခတ်ခံရတာကြောင့်ဆက်ချွတ်ရွံ့မှုဖြစ်ပေါ်ပြီးမြေပြင်ကိုအရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ ဒါဟာတော်လရင်တက်ဖွဲ့ထိန်းချုပ်နယ်မြေမှာပါရာမော်တာပထမဆုံးအကြိမ်ပစ်ခတ်ခံရတာဖြစ်ပြီးတော့အရေးပေါ်ဆန့်သက်ခဲ့ရတဲ့အခြေအနေလည်းဖြစ်ပါတယ်။ဒီလိုစံသက်ချိန်မှာ Burma Revolution Rangers တပ်ဖွဲ့နဲ့အတူတော်လင်ရေးတပ်ဖွဲ့တွေကသွားရောက်ရှာဖွေရှင်းလင်းခဲ့တာမှာစစ်ကောင်စီတပ်ဘက်ကအင်အားအလုံးရင်းနဲ့တက်လာတာကြောင့်အဲ့ဒီပါရာမော်တာကိုယူဆောင်လို့မရတော့ဘဲမီးရှို့ဖျက်ဆီးခဲ့ရတယ်လို့ Burma Revolution Rangers ကမနေ့ကဧပြီ23ရက်နေ့မှာထုတ်ပြန်ပါတယ်။ပါရာမော်တာမောင်းနှင်သူကတော့အထွက်ပြေးလွတ်မြောက်သွားတယ်လို့လည်း Burma Revolution Rangers ကပြောပါတယ်။ ဒီပါရာမော်တာစက်တက်၄ထီဟာမနေ့ကညနေ9နာရီခွဲအကြော့အချိန်မှာပြစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။အာနာသေးစစ်ကောင်စီတပ်ကတော်လင်းရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုကုန်ကြစိတ်တတ်တာတဲ့စက်တက်၄ထီတွေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကို၂၀၂၄ခုနှစ်ကုန်ပိုင်းကစပြီးတော့ဇက်တိုက်လှုပ်လာနေတာပဲဖြစ်ပါတယ်ရှင်။ ပြီးခဲ့တဲ့မတ်လ28ရက်နေ့အင်အားပြင်းငန်းနဲ့လှုပ်ခတ်တဲ့အချိန်မှာပြိုကျခဲ့တဲ့သခိုင်းတိုင်းသခိုင်းမြို့တကောင်းရက်ကွက်က Bright Kids Spokley ကမူဂျိုကြောင့်အပြက်စီးတွေကြားထဲကနေတေဆုံကလေးငယ်9ယောက်ရဲ့အတုံးဆောင်တွေကိုရှင်းလင်းရေးလှုပ်သူတွေကပြန်လည်စုဆောင်းကောက်ရှူပေးနေကြပါတယ်တည်ဆောင်းခဲ့တဲ့ကလင်းငယ်ရီအပြင်အသက်ရှင်လွတ်မြောက်ခဲ့တဲ့ကလင်းငယ်ရီရဲ့ကျိုးပွဲအိတ်နဲ့ထမင်းကြိုက်တွေကိုပါရှောက်ပွေစုဆောင်းပေးနေတယ်လို့ဆိုပါရယ် ငလျင်ပြားကြောင့်ចောင်းပြိုကျခဲ့ပြီးတော့မူโจကလေးအယောက်20တဲက9ယောက်နဲ့ဆီယမတစ်ယောက်စုစုပေါင်း10ယောက်တေဆုံးခဲ့ရတာပါ။ဒါပြင်ငလျင်အတွက်မှာចောင်းပြိုကြမှုကြောင့်တန်ရာရခဲ့တဲ့ဆီယမ၄ယောက်တဲကတယောက်ကလည်းလက်ရှိအချိန်ထိအသံတရေဆွရင်ရတဲ့အခြေအနေရှိရလို့သိရပါဗျ။ Bright Kids ကမူโจចောင်းဟာသုံးထပ်တိုက်ဖြစ်ပြီးတော့ငလျင်လှုပ်လို့ចောင်းပြိုကြတဲ့အချိန်မှာကလေးတွေအားလုံးကမြင်ညစ်တတ်မှရှိနေတာဖြစ်တယ်လို့သိရပါဗျ။ အဆောင်ပြေကြချိန်ကနေအလောင်းတွေထုတ်ပြီးလို့လက်ရှိဖြိုကျရှင်းလင်းရေးလုပ်နေတဲ့အချိန်အထိရမရဖားနဲ့အကူညီရေးအဖွဲ့တွေကပဲစူပေါင်းကဲထုတ်ပြီးတော့လှုပ်ဆောင်နေရတယ်လို့မြေပြင်အခြေအနေသိရှိသူတချို့ကပြောပါတယ်ရှင်ကိုဆက်လိုက်ပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းနမ်ဆန်မြို့နယ်မော်ဟင်းကျွော်မှာအသက်၅နှစ်အရွယ်မိန်းကလေးငယ်တစ်ယောက်ကိုဝမ်ကွဲအကူတော်ဆက်သူကအတမပြုကျင့်ခဲ့မှုကိုအရေးယူပေးဖို့အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတွေကတိုက်တွန်းနေကြပါဗျ။ အရိယမှုဟာပြီးခဲ့တဲ့ April 18ရက်နေ့ကဖြစ်ပွားခဲ့ပြီးဒီကနေ့ April 24ရက်နေ့အထိတရားခဏ်ကိုဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့မြစမကစုံစမ်းသိရှိရပါတယ်။ငါးနှစ်အရွယ်မိန်းကလေးငယ်ဟာမိခင်ပြစ်သူလက်ဖက်ခူးနေချိန်လက်ဖက်ခင်းအနီးမြေပြန့်တနေရာမှာရှိနေတဲ့အချိန်မှာကလေးငယ်ရဲ့လန်ဝမ်ခွဲအကိုတော်ဆက်သူအသက်20အရွယ်အိုက်မန်ကခေါ်ဆောင်သွားပြီးအတမပြုကျင့်ခဲ့တာလို့ဖြစ်စဉ်ကိုသိရှိထားသူကပြောပါတယ်။ ညနေမှာသူကိုယ်တိုင်ကလေးကိုအိမ်ပြန်ပို့ပေးခဲ့ပြီးအဲဒီနေ့ကစပြီးတော့ကလေးငယ်ဟာနေမကောင်းဖြစ်ခဲ့ပြီးတော့မိန်းကလေးကိုအိမ်ကမှလည်းသွေးတွေထွက်နေတာကြောင့်ဧပြီ22ရက်နေ့မှာလာရှိုမျိုးကိုပို့ဆောင်ပြီးဆေးကုဖို့စ조사ခဲ့ကြောင်းလာရှိုစေယုံပိတ်ထားတဲ့အတွက်ပြန်ပစေကန်းနေပြတာတဲ့နေရာမှာလဲလက်မခံတဲ့အတွက်မူဆယ်စေယုံမှာတင်ဖို့ကုသထားတယ်လို့တရင်ရင်မြက်ကပြောပါရယ်အထမပြုတ်ကျင်တယ်လို့ဆိုတဲ့သူဟာကလင်းငယ်မိခင်နဲ့တူတော်ဆက်တာကြောင့်အမှုပွင့်တိုင်ကြားတာမျိုးမလုပ်သေးကြောင်းတရင်ရရှိပါရယ် အခုဖြစ်ရဟာတိုင်ကြားသူရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒေတာအနာပိုင်းကထိရောက်စွာအရေးယူရမယ်လို့ရှမ်းကျောင်းသားတမကကအထွေထွေအတွင်ရင်မိုးရှိန်မွေလျံကပြောပါရယ်ဒါအပြင်အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျူးလွန်သူကိုဘာအကြောင်းပြချက်နဲ့မှခွင့်ပြုလို့မရကြောင်းကလေးငယ်ကိုအာမပြုကျင့်သူကိုဒေတာဆိုင်ရာဥပဒေအတိုင်းအရေးယူနိုင်ဖို့အတွက်မိသားစုနဲ့ပတ်ဝန်းကျင်ကိုအသိပညာပေးဖို့လိုအပ်ကြောင်းအမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WLB အထွေထွေအတွင်ရင်မှုကလည်းတိုက်တွန်းပါရယ် အခင်းဖြစ်ပွားတဲ့နမ်ဆန်ဒေတာဟာတန်မျိုးသားလွတ်မြောက်ရေးတက်မတော် PSLF DNL စုမိုးနယ်မြေဖြစ်ပါတယ်ဖုန်းလိုင်းမရတာကြောင့်ကိုတိုင်းကွင်းစင်းနိုင်မှာအသေးစိတ်သိရှိရမှာဖြစ်ပြီးတော့အခုဖြစ်ဆက်နဲ့ပတ်သက်ပြီးတော့ချိတ်ဆက်ဆောင်ရွက်နေစေဖြစ်တယ်လို့တန်မျိုးသမီးအဖွဲ့အစည်း TWO ကလည်းပြောပါတယ်အရေးမှုကိုဘယ်လိုမျိုးဆက်လက်ဆောင်ရွက်မယ်ဆိုတာကိုတော့ PSLF DNL ပြောရေးဆိုခွင့်ရှိသူကိုမစမကမေးမြန်းထားစေဖြစ်ပါရဲ့ရှင်။ပြည်တွင်းသတင်းတွေအပြင်မှာတော့နိုင်ငံတကာသတင်းတွေဘက်ကိုဆက်ကြည့်အောင်ပါ။ ထိုင်းစိုးရအဖွဲ့ကစီးပွားရေးမြင့်တင်ဖို့နဲ့တွားသွားတက်တဝါရီတရားမဝင်ကုံသွယ်မှုကိုတားဆီးဖို့ကြိုးပမ်းမှုအနေနဲ့မိုရီတင်ဖို့မှုကိုဆဲဆွနဲ့များစွာကြားပိတ်ပင်ထားမှုကိုရှုတ်သိမ်းလိုက်ပြီးဖြစ်ပါတယ်။ဒီတဲ့အပြည့်စုံကိုကိုဆိုင်ခန့်ကဆက်လက်တင်ဆက်ပေးမှာပါရှင်။ထိုင်းစိုးရအဖွဲ့ဟာစီးပွားရေးမြင့်တင်ဖို့နဲ့တွားသွားတက်တဝါရီတရားမဝင်ကုံသွယ်မှုကိုတားဆီးဖို့ကြိုးပမ်းမှုအဖြစ်မိုရီတင်ဖို့မှုဆဲဆွနဲ့များစွာကြားပိတ်ပင်ထားမှုကိုရှုတ်သိမ်းလိုက်ပြီးဖြစ်ပါတယ်။ မွေရှင်နဲ့မွေရေကုန်တွေတင်ပို့တာကိုတားမြစ်ထားတဲ့1990နဲ့1992ခုနှစ်တို့ကဆုံးဖြတ်ချက်နှစ်ခုကိုရုပ်သိမ်းပေးရေးတဘာဝပါဝင်ခြင်းထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့အဆိုပြုချက်ကိုဝန်ကြီးတွေကအခုသတင်းပတ်မှာတည်ပြခဲ့ပါတယ်။ကမ္ဘာဈေးကွက်မှာဝယ်လိုအားမြင့်မားနေမှုကိုဖြည့်ဆည်းပေးဖို့ပြည်တွင်းမှာမွေးမြူထားတဲ့မွေတွေကိုတရားဝင်တင်ပို့ခွင့်ပြုလိုက်တာဖြစ်ကြောင်းအဆိုပြုလွှာတင်သွင်းသူတွေကပြောပါတယ်။ အဲ့ဒီနီးနဲ့ပြည်တွင်းမွေမွေမြူရေးသမားတွေအတွက်ဝင်ငွေရရှိစေသလိုတင်းကျပ်တဲ့ကြီးကြပ်မှုအောက်မှာတရားဝင်တင်ပို့မှုလမ်းကြောင်းဖန်တီးပေးခြင်းနဲ့တရားမဝင်မွေတင်ပို့မှုကိုတားဆီးနိုင်မယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံရဲ့ပြည်တွင်းမွေရောင်းဝယ်မှုတန်ဖိုးဟာတစ်နှစ်ကိုအနည်းဆုံးဘတ်ငွေ295တန်ကန်ရှိတာပါ။ဆက်ဆက်လုပ်ငန်းတွေဟာမွေစာထုတ်လုပ်တာတစ်နှစ်ကိုအနည်းဆုံးဝင်ငွေဘတ်တန်180တန်၊မွေသားကောင်အတွက်အစာထုတ်လုပ်မှုဘတ်90တန် ငွေလောင်အိမ်လိုငွေငွေမြူတဲ့ပစ္စည်းတွေထုတ်လုပ်တာဘတ်18တန်းငွေတွေအတွက်ကျန်းမာရေးစောင့်ရှောက်မှုနှစ်စဉ်ဘတ်ငွေ6တန်းတို့လည်းပါဝင်ပါတယ်။ငွေတွေကိုတင်ပို့လို့သူတွေဟာတောရိုင်းတရိတ်ဆန်ထိန်းသိမ်းရေးနဲ့ကာကွယ်ရေးဥပဒေ2019နဲ့မျိုးသုံးလူနီးပါတောရိုင်းတရိတ်ဆန်နဲ့တစ်ပင်ပန်းမှန်များဆိုင်ရာနိုင်ငံတကာကုံတွယ်မှုသဘောတူစာချုပ်အရခွင့်မှုချက်ရယူရမှာဖြစ်ပါတယ်။ စီမင်းရဲ့အတိုင်းလှုံ့ဆော်ရတာဟာတော်ရိုင်းတရိษံရောင်းဝယ်ဖောက်ကားမှုကြောင့်ဂေဟာစနစ်ကိုမထိခိုက်စေဖို့ဖြစ်တယ်လို့အာနာပိုင်တွေကပြောကြားခဲ့ပါတယ်။ဝေတင်ပူရေးအဆိုပြုချက်ကိုပအဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးချလာချိုင်းစရီအွန်အမျိုးသားဥယျင်တော်ရိုင်းတရိษံနဲ့အပင်ထိန်းသိမ်းရေးဌာနဒုညွန်ကြားရေးမှူးချုပ်ဗီရာကွန်ချိုင်ရက်နဲ့တော်ရိုင်းတရိษံနဲ့တစ်ပင်ပန်းမှန်ကာကွယ်ရေးဌာနညွန်ကြားရေးမှူးစာဒူဒီပန်ပူဒီတို့ကကက်ဘိနက်ကိုတင်ပြခဲ့ကြတာဖြစ်ပါတယ်။ အခုဆက်လက်ပြီးတော့အီရန်အနေနဲ့လှိုင်းကောင်းတွေကိစ္စကိုရှင်းပြဖို့လိုတယ်လို့ကုလနျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့ကပြောလိုက်ပါတယ်အပြည့်စုံကိုဆက်လက်ရှုစားကြရအောင်ပါရှင်နျူကလ িয়ার စောင့်ဦးတွေအနီးတိဆောက်ထားတဲ့လှိုင်းကောင်းတွေအကြောင်းရှင်းပြဖို့နျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့အကြီးအကဲကအီရန်ကိုဗုဒ္ဓဦးနေ့ကတောင်းဆိုလိုက်ပါတယ်ဒါပေမဲ့သဘောတူညီချက်ရရှိရေး American Iran ဆွေးနွေးပွဲတွေအပေါ်ကတော့အကောင်းမြန်ပါကြောင်းလည်းသူကပြောဆိုသွားပါတယ် Natans Nuclear အဆောင်အနီးအရင်ရှိပြည်သားနဲ့အတူနှက်ရှိုင်းစွာအသက်ဖောက်လောက်ထားတဲ့လိုင်ကောင်းအသက်နဲ့အနီးကလုံခြုံရေးအကရင်အသက်တည်းရဲ့ဂျူဒိုတပ်ပုံတွေကိုဝါရှင်တန်ကညံကြီးရှင်အဖွဲ့ဖြစ်တဲ့တိုက်ပန်နဲ့နိုင်ငံတကာလုံခြုံရေး Institute ကဗုဒ္ဓနေ့ကထုတ်ပေါ်ပြသလိုက်ပါတယ်နိုင်ငံတကာအနုမြေအေဂျင်စီ IAEA ရဲ့ညွှန်ကြားရေးမှူးချုပ် Rafael Grossi က ဒီပြဿနာကိုကျွန်တော်ကြိမ်ဖန်များစွာ ပြောခဲ့တာအခုလည်းဆက်ပြောရအောင်မယ်လို့သူကဝါရှင်တန်မှာရောက်ရှိနေအချိန်သတင်းထောက်တွေကိုပြောလိုက်ပါတယ်နျူကလ িয়ার အဆောက်အုံတွေအနည်းမှဆောက်လုပ်ထားတဲ့အဆောက်အုံတွေရဲ့ရည်ရွယ်ချက်ကို IAEA ကိုအသိပေးဖို့နိုင်ငံတိုင်းကလှုပ်ဖို့လိုတယ်လို့အရန်ပတ်ကတီဟီရန်ကိုတွားရောက်ခဲ့တဲ့ Grozzi ကပြောပါတယ်ဒါပေမဲ့အီရန်ကတော့အခုလိုအေဂျင်စီကိုကြိုတင်အကြောင်းမကြားဘူးဆိုတော့ရည်တိချက်ရှိတဲ့ကဘာပေါ်ကတခုသေးတော့နိုင်ငံဖြစ်တယ်လို့လည်းသူကပြောသွားပါတယ်။ ကျွန်တော်တို့သူတို့ကိုမေးနေပါတယ်ဒါပါအတွက်လဲလို့ဒါပေမဲ့သူတို့ကကျွန်တော်တို့ကိုဒါခင်များတို့ကိစ္စမဟုတ်ဘူးလို့ပြန်ဖြေပါတယ်ဆိုပြီး Grozey ကပြောခဲ့ပါတယ်ဒီလိုင်ကောင်းတွေအထက်မှာကြီးညာမထားတဲ့နျူကလ িয়ার ပစ္စည်းတွေတိုးလောင်ထားနိုင်တာကြောင့်ဒီကိစ္စကိုဘေးဖယ်မထားနိုင်ဘူးလို့ Grozey ကပြောပါတယ်ဒါပေမဲ့ဒီလိုင်ကောင်းတွေဖောက်ထားတာရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်လို့သူမှန်းဆပြောတာမျိုးမလုပ်ချင်ဘူးလို့လည်းသူကပြောပါတယ်ဒါပေမဲ့သူခရီးစဉ်အပြီးမှာနောက်ဆက်တွဲအနေနဲ့ အီရန်နဲ့ IAEA ကျွမ်းကျင်သူတွေတွေ့ဆုံမယ်။ဒီထဲမှာနျူကလ িয়ার အဆောက်အုံတွေမှာကင်မရာတွေပြန်လည်တပ်ဆင်ရေးလဲပါဝင်မယ်လို့ Grazie ကပြောပါရယ်။ဒီလိုအရန်ထူးခြားတဲ့ကိစ္စတွေမှာကျွန်တော်တို့ရဲ့ဆွေးနွေးမှုတွေဆက်လုပ်နိုင်ဖို့အတွက်ဒီပညာအဖွဲ့တစ်ခုကိုကျွန်တော်တို့ဆေးလွှတ်ပါမယ်လို့သူကပြောပါရယ်။တီရန်မှာနောက်ရက်အနေနဲ့အတွင်သူတို့တွေ့ဆုံကြမှာပါလို့လည်းသူကပြောခဲ့ပါရယ်ရှင်။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေးစက်သုံးစီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မစ္စမသတင်းတောက်ကိုမြတ်သူရာကောင်းစူးစီးတင်ဆက်ပေးမှာပါရှင်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စီ4420ကျပ်စင်ကာပူ Dollar ကိုစစ်ကောင်စီတတ်မှတ်စေ1600တသမ9ကျပ်ပြင်ပပေါက်စီ3300 58ချက်ဒီဝပတီယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2394ဒသမ11ချက်ပြင်ပပေါ့စေ9036ချက်ခိုင်းပတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စေ62ဒသမ83ချက်ပြင်ပပေါ့စေ132ဒသမ12ချက်မလေးရှားတမင်ကိကိုစစ်ကောင်စီတတ်မှတ်စေ486ဒသမ95ချက်ပြင်ပပေါ့စေ1009ချက်ပေါ့စေရှိပါတယ် ပေါ်ပြပိုင်ဝင်လက်လက်နှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုတ်တွေကတော့အထောက်ရွှေတစ်ချက်သားကိုရွှေကုံတဲ့အသင်းသတ်မှတ်စေ56သိန်း6000ကျပ်ပြင်ပပေါက်စေ85သိန်း2000ကျပ်စကားပဲတစ်ချက်သားကိုရွှေကုံတဲ့အသင်းသတ်မှတ်စေ53သိန်း6250ကျပ်ပြင်ပပေါက်စေ90သိန်း8000ကျပ်ပေါက်စေရှိပါတယ် ေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ဒီဇယ်1လီတာကို2390ကျပ်၊ပရီမီယံဒီဇယ်1လီတာကို2960ကျပ်၊အောက်တိတ်92လီတာကို2940ကျပ်၊အောက်တိတ်95လီတာကို2800ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါ73စီစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ောက်ဆုံးညစာအုပ်စီစဉ်တို့တွေကတော့စာအုပ်စီတစ်ဖိတ်သားကိုစစ်ကောင်စီတတ်မှတ်စဉ်6980ချက်ပြင်ပပေါက်စဉ်9500ချက်ပေါက်စဉ်ရှိပါတယ်ပေါ်ပြပါစဉ်တို့တွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်တမစ်စမပရိုင်တိုင်းမစ်စမတဲ့အစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှာပေးကြတဲ့ပြည်သက်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီစီစဉ်ကိုတော့ကျမကျူချန်းကစူးစီးတင်ဆက်ပေးခဲ့တာပါ တမင်းစမပရိုင်တိုင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပရိသတ်တွေအားလုံးဘေးကင်းလုံခြုံပြီးတော့ပျော်ရွှင်စရာအချိန်ကလေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်